အပိုင်း1085ရဲ့အစမှာတော့ဝါနိုဒီသားကလူတွေအလုံးကသူတို့ရဲ့နေရက်တွေကိုပြောရွှင်စွာဖျက်ဆီးနေကြပါတယ်။အလုံးကပြောရွှင်စွာစားတောင်းနေကြကြပြီးအသီးနှံတွေကလည်းလက်ဆက်နေပါတယ်။တစ်ဖက်မှာလည်းပုံမြင်ပြောပြတဲ့သူကသူ့ရဲ့ပုံမြင်ကိုပြောပြဖို့အတွက်အစာချီနေပါတယ်။သူ့ရဲ့အတန်ဒီအတန်ထားနဲ့ပြောပြနေခဲ့ပြီးဒါကဂိုက်ဒိုကိုယင်ဆိုင်ခဲ့တဲ့အာကာစာယာရီရဲ့အကြောင်းပဲလို့ပြောလိုက်ပါတယ်။အဲဒီအချိန်အလုံးကလည်းသူတို့ရဲ့တနေ့တာအလုပ်တွေကိုလုပ်ကိုင်နေခဲ့ကြပြီးပြောရွှင်နေခဲ့ကြပါတယ်။တစ်ဖက်မှာလည်းအလုံးက GM မွန်တို့ရဲ့ပကြီကားတွေကိုဂုံပြူသွားအဖြစ်နေရာနေမှာရေးဆွဲထားကြပါတယ်။ ။အဲဒီနောက်ချုပ်သွားသူတွေကတော့ပုံမြင်နားထောင်မှုအခန်းထဲကိုဝင်လာကြပါပြီ။ပုံမြင်ပြောတဲ့သူကတော့သူကအများကြီးမပြောရပေမဲ့ဂိုက်ဒိုကိုဆန့်ကျင်ခဲ့ကြတဲ့စစ်တီတွေအကြောင်းကိုပြောပြမယ်လို့ပြောခဲ့ပါရီ။အဲဒီနောက်ပုံမြင်ပြောတဲ့သူကအဲဒီနေ့ကစစ်တီတွေကဟာဘူးစိတ်ကမ်းမှာစုံမိုးအတွက်ပြောထားတယ်လို့ပြောလိုက်ပြီးတစ်ဖက်မှာလည်းငကားပြင်းကားလည်းအစင်းသင်းဆောင်နေတယ်လို့ဆိုလိုက်ပါရီ။တဖက်မှာတော့လူဖီတို့ကလည်းထွက်သွားဖို့လုပ်နေခဲ့ပြီးမိုမိုတို့ကလည်းလူဖီကိုတွေးဖို့လိုက်လာနေပါရီ။အဲဒီချိန်ရာမာတို့ကတော့မိုမိုကို"သူကထွက်မသွားတော့ဘူး"လို့ပြောလိုက်ပါရီ။ဒါကြောင့်ကျတော့မိုမိုကအံ့ဩသွားပြီးမင်းပင်လယ်ပြင်ကိုမသွားတော့ဘူးလားလို့မေးလိုက်ပါရီ။ ယာမာတိုကတော့သူလိုက်မသွားတော့ဘူးလို့ပြောလိုက်ပြီးဒီကိစ္စကိုလူဖီကိုလည်းဆွေးနွေးပြီးပြီလို့ဆိုပါတယ်။ဒါကိုကြတော့ဂီယမ်မွန်ကတကယ်လို့လိုက်မသွားတော့ဘူးလားလို့မိလိုက်တော့ယာမာတိုကဂီယမ်မွန်ကိုသူနေလို့မရဘူးလားလို့ပြောလိုက်ပါတယ်။ဒါကြောင့်မလို့ဂီယမ်မွန်ကရတယ်လို့ပြောလိုက်ပြီးသူကယာမာတိုရှိနေလို့ရှိရင်ပို့ပြီးတော့အားတက်ရတာပေါ့လို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ယာမာတိုကသူမအနေနဲ့အိုရန်ရဲ့လမ်းကိုရှောက်မယ်လို့ပြောလိုက်ပြီးအိုရန်ကလည်းဝါနိုတိုင်းပြည်ကနေပဲသူ့ရဲ့ဘဝကိုစတင်ခဲ့တာမှလားလို့မိလိုက်ပါတယ်။ အဲ့ဒီချိန်မူမူကတော့လူဖီကယာမာတူနဲ့ခြားသူတွေကိုနှုတ်ဆက်သွားနိုင်ပြီးဘာလို့သူတို့ကိုမပြောသွားတာလဲဆိုပြီးတွေးနေပါရီပြီးတော့သူကဒီအတွက်လည်းလူဖီကိုစိတ်ဆိုးနေပါရီအဲ့ဒီနောက်မူမူကအရင်ကဂိုင်တိုကသူ့ကိုမင်းကဘာတူလဲလို့မိခဲ့တာကိုသတိရနေပါရီအဲ့ဒီတော့ကမူမူကကြောက်နေတာကြောင့်ဂိုင်တိုကိုသူကဘာတူလဲဆိုတာမပြောနိုင်ခဲ့ပါဘူးအဲ့ဒီနောက်မှာတော့မူမူကလူဖီနဲ့ပန်းခါစားမှာတွေ့ပြီးမင်းကဘာတူလဲလို့မိလိုက်ပါရီဒါကိုကြတော့လူဖီကသူကတနည်းကြားလို့ရှိရင်ပင်လယ်ဓားပြင်ဖြစ်လာမယ်သူပဲလို့ပြောလိုက်တယ် အဲဒီနောက်မှာတော့လူဖီကမိုမိုကိုသူတို့နဲ့အတူခေါ်လာခဲ့ပြီးတရက်မှာတော့လူဖီကမိုမိုကိုသူ့ကိုဘာရီလာပြောနေရလဲလို့ပြောလိုက်ပါရီသူကဒီနေ့ကြားလို့ရှိရင်ပင်လယ်ထမားပြည်ရင်တယောက်ဖြစ်လာမှာလို့ပြောလိုက်ပါရီဒါကိုကြတော့မိုမိုကလည်းသူကဝါနူရီသားရဲ့ရှိုးကန်းဖြစ်လာမဲ့သူပဲလို့ပြောလိုက်ပြီးနှစ်ယောက်သားတယောက်နဲ့တယောက်တခွန်းနဲ့တခွန်းပဲစကားများနေခဲ့ကြပါရီဒါပြင်နှစ်ယောက်သားကနဗန်းလုံးနေခဲ့ကြတာပါအဲဒီနောက်မှာတော့သူတို့ကဇူးကိုရောက်လာခဲ့ကြပြီးလူဖီကမိုမိုကိုမင်းကငါကြောက်လေးလားလို့မိလိုက်ပါရီ ဒါကိုကြတော့မူမူကလူဖီကိုသူကဂိုင်ရိုကိုနိုင်ယူခြင်းနဲ့လို့ပြောလိုက်ပြီးလူဖီကပြုံးသွားကမူမူကိုသူနဲ့ပူးပေါင်းမယ်လို့ပြောလိုက်ပါရီအဲဒီနောက်မှာတော့သူတို့ကတိုက်ပွဲမဆခင်မူမူကဂန်ဂျီရိုရဲ့ဖန်ခေါ်ခြင်းကိုခံလိုက်ရပါရီဒါကြောင့်မလို့မူမူကငိုနေခဲ့ပြီးတော့လူဖီကတော့မူမူကိုလမ်းခေါ်လိုက်ကမင်းကစက်ပေါလီနှလုံးသားနဲ့ငတုံးကောင်မယ်လို့စလိုက်ပြီးလူဖီကမူမူကိုမင်းတက်နိုင်သလားအသက်ဆက်ရှင်မှုအတွက်ပြောလိုက်ကသူလာခဲ့မယ်လို့ပြောလိုက်ပါရီအဲဒီနောက်မှာတော့ဂိုင်ရိုကမူမူကိုဖမ်းမိသွားခဲ့ပြီးသူကမူမူကိုမင်းမတူလဲလို့မေးလိုက်ပါရီ ဒီတစ်ခါမှာတော့မမူကအားလုံးကိုသူကမမူနိုဆူကဲဖြစ်ပြီးဒီတိုင်းမီရဲ့ရှိုးကန်းဖြစ်လာမယ်သူပဲလို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့လူဖီကမမူကိုမင်းကူပြန်နိုင်နေပြီဖြစ်လို့အိုနီဂါရှိမာကိုသွားတားလို့ပြောလိုက်ပြီးသူကတော့ဂိုင်ရိုကိုဘယ်လိုပဲဖြစ်ဖြစ်ရအောင်ဖြုတ်ချတော့မယ်လို့ဆိုပါတယ်။အဲဒီနောက်မှာတော့မမူကလူဖီကိုသူတို့ကတကယ်ချင်းကောင်းနေဖြစ်ချင်မှဖြစ်မယ်လို့ပြောလိုက်ပြီးဒါပေမဲ့သူတို့ကအချိန်ကြာကြီးအတူရှိနေခဲ့တာပဲလို့ပြောလိုက်ကအခုလိုလှုပ်သွားတာကဘာသဘောလဲလို့ပြောလိုက်ပါတယ်။ပြီးတော့မမူကလူဖီကိုအရန်ကိုတရားလွန်တာပဲလို့ပြောလိုက်ပြီး KMO ကလည်းထောက်ခံနေပါတယ်။ ဒါကဝါနူတိုင်းမီရဲ့ရှိုးကန်ကိုမခန့်လေးစားလောက်တာပဲလို့ပြောလိုက်ပြီးဂီယမွန်ကလူဗီကိုခုတ်ပစ်တင်ပြီလို့ပြောလိုက်ပါရီဒါကိုကြတော့ယာမာတို့ကတော့သူတို့ကိုအဲ့လောက်ဒေါသမထွက်ဖို့အတွက်ပြောလိုက်ပါရီဒါပေမဲ့မွန်မူကတော့လူဖီကိုတွေ့ရင်အရင်ဆုံးထိုးပစ်မယ်လို့ပြောလိုက်ပြီးကိုက်ပစ်မယ်လို့လည်းပြောလိုက်ကနာကျင်အောင်လုပ်မှာလို့ပြောခဲ့ပါရီအဲ့နောက်မှာတော့လူဖီတို့ကလမ်းခွဲထွက်နေခဲ့ပါရီလောကဒီတစ်ခါသူတို့ပြန်တွေ့တဲ့အခါမှာသူတို့ကရန်သူပဲလို့ပြောလိုက်ပြီးလူဖီကိုမင်းကိုတတ်တဲ့အခါမှာအော်နေလို့ပြောလိုက်ပါရီ အဲ့ချိန်ချောပါကလောကိုလှမ်းပြီးတော့နှုတ်ဆက်လိုက်ပေမဲ့လောကတော့ပဇက်ပိတ်ထားလို့ပြောလိုက်တာကြောင့်ချောပါကစိတ်ပြတ်သွားပါ ರೀ အဲ့ချိန်လူဖီကလည်းကစ်ကိုနောက်မှပြန်တွေးမယ်လို့ပြောလိုက်ပြီးကစ်ကတော့နောက်တစ်ခါတွေ့ရင်သူတို့ကရန်သူပဲလို့ပြောလိုက်ကလောတို့ကထွက်ခွာသွားခဲ့ကြပါ ರೀ အဲ့ချိန်လူဖီကသူ့စီကိုပြေးလာနေတဲ့အတန်နဲ့အတူရာမာတို့ရဲ့အတန်ကိုကြားလိုက်ရပါ ರೀ ဒါကြောင့်မလို့လူဖီကပျော်သွားပြီးလှည့်ကြည့်လိုက်တော့ရာမာတို့ကိုတွေ့လိုက်ရပါ ರೀ ချောပါကလည်းမုံမုံနဲ့ကင်းရံမုံကိုနှုတ်ဆက်နေပြီးစန်ကြီးကတော့အားလုံးနှင်းမောင်မောင်ရာမာတို့ကိုပဲရွေးပြီးနှုတ်ဆက်နေကြပါ အဲ့နောက်မှာတော့ဂင်းရမုံကလူဖီတို့ကိုနေအောင်လို့ပြောလိုက်ပြီးရာမာတူကလည်းသူတို့ကလူဖီကိုလိုက်ပို့ဖို့လာတာလို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မမူကတော့လူဖီကိုခုံအုပ်ပစ်လိုက်ပြီးမိပြီလို့ပြောလိုက်တော့လူဖီကလန့်သွားပါတယ်။တစ်ဖက်မှာတော့ဂင်းရမုံကလည်းသူ့ရဲ့ဓာတ်ကိုဆွဲထုတ်လိုက်ပြီးလူဖီကိုသူတို့ကိုမနှုတ်ဆက်တာကဘာသဘောလဲလို့ပြောပြီးရှင်းပြခိုင်းပါတယ်။ဒါကိုကြားတော့လူဖီကအခုတွေ့နေရပြီမှလားလို့မေးလိုက်ပါတယ်။အဲဒီနောက်မှာတော့မမူကဒေါသထွက်နေတဲ့မူရနဲ့လူဖီကိုကြည့်ပြီးဒါကရှိုးကန်းရဲ့မိမယ်လို့ပြောလိုက်တယ် လူဖီကလည်းပဲဒါကိုကြားတော့ဘာသဘောလဲလို့မိလိုက်တော့မိုမိုကမျက်ရည်တွေထွက်ကြလာပြီးမသွားပါနဲ့လို့ပြောနေခဲ့ပါရီဒါကိုမြင်တော့ကင်းရဲ့မုံကလည်းဆင်ဖမ်းမဲ့ကြားဖမ်းမဲ့ပြောပြီးတကယ်တမ်းသခွားသီးကိုပဲအစိမ့်လိုက်ဝါနေတယ်မိုမိုရဲ့အဖြစ်ကြောင့်စိတ်ပြတ်နေပါရီမိုမိုကတော့လူဖီကိုထွက်မသွားစေချင်သေးဘူးလို့ပြောလိုက်ပြီးသူနဲ့အတူနေပေးဖို့အတွက်ပြောပါရီသူကတနေ့ဒီလိုဖြစ်လာမှာကိုသိနေပေမဲ့တွေးပြီးကြောက်နေခဲ့တာလို့ပြောလိုက်ပါရီဒါအပြင်မိုမိုကလူဖီကိုသူ့ရဲ့မိဘတွေအတွက်လုပ်ပေးခဲ့တာတွေကိုလည်းကျေးဇူးတင်တယ်လို့ပြောနေခဲ့ပါရီဒါကိုကြည့်ပြီးချောပါတို့ကလည်းမျက်ရည်ဝင်နေခဲ့ပါရီ ဇူရူကတော့ဒါကရင်းနှင်းစရာမြင်ကွင်းပဲလို့ပြောလိုက်ပြီးနာမီကတော့မမူကလူသားရွယ်ရောက်နေပေမဲ့စိတ်ကကလေးစိတ်ပဲရှိသေးတယ်လို့ပြောပြလိုက်ပါတယ်အဲ့ဒီမူမူကလူဖီကိုကြည့်နေရင်သူကဥဆုပ်ကိုအစင်းသိမ်းဖြစ်ပြီလားလို့မေးလိုက်တော့ဥဆုပ်ကလည်းအေးလို့ပြောပြီးတော့အလံကိုပြစ်ချပစ်လိုက်ပါရီ။အဲ့ဒီနောက်လူဖီကမူမူကိုငါမင်းတို့ကိုဓာပေးချင်လို့စောင့်နေရလို့ပြောလိုက်ပြီးဘာကိုရှိုးကမ်းမိန်လဲလို့ပြောလိုက်ပါရီ။ပြီးတော့လူဖီကမူမူကိုမင်းကလူကြီးဆိုပေမဲ့မင်းရဲ့စိတ်ကဘလို့ဆိုတာငါမသိဘူးထင်နေရလားလို့မေးလိုက်တယ်။ အဲ့နောက်မှာတော့လူဖီကမိုမိုကိုသူကမိုမိုကိုညီတယောက်လိုသဘောထားတယ်လို့ပြောလိုက်ပြီးပင်လယ်ဓားများလှုပ်ချင်တော့အချိန်မျိုးလာခေါ်မယ်လို့ပြောလိုက်ပါရီအဲ့နောက်မှာတော့လူဖီကသူရဲ့အလံကိုပေးထားလိုက်ပြီးဒါကိုဝါနီတိုင်းမီမှာချိန်ထားဖို့အတွက်ပြောပါရီပြီးတော့တရားရောက်ကရန်လာဆလို့ရှိရင်အလံကိုပြလိုက်ဖို့အတွက်ပြောပါရီသူရဲ့တငယ်ချင်းကိုထိတာကသူတို့ကိုထိတာပဲလို့လူဖီကပြောလိုက်ပြီးသင်းမောဘော်ကိုတက်ကရွက်လွင်မှုအတွက်လှုပ်ပါရီလူဖီကယာမာတိုကိုအားလုံးကိုအထားမယ်လို့ပြောလိုက်ကယာမာတိုကလည်းသူတို့နောက်ကိုပြေးလိုက်ပြီးနှုတ်ဆက်နေပါရီအားလုံးကလည်းမိုမိုကိုနှုတ်ဆက်လိုက်ပါရီ အဲ့နောက်မှာတော့မိုမိုကကင်းရမုံကိုသူကအိုရန်ထက်တောင်လုံးမယ်လို့ပြောလိုက်တယ်။တဖက်မှာလေနာမီကသူတို့ရေဒီကွန်ကနေဆင်းမှုအတွက်အလုံးကျုံဆုံးစိတ်ကန်းကနေဆင်းမှုအတွက်ပြောလိုက်ပါတယ်။ဒါကိုကြတော့ဦးဆုပ်ကရန်ကိုစိတ်ချမ်းသာသွားပြီးတော်ပါသေးရဲ့လို့ပြောလိုက်တယ်။ဘရိုကတော့သူတို့ကရေဒီကွန်ကိုဆန်တက်လာရတာကြောင့်စွန့်စားမှုတစ်ခုတော့ရှိလိမ့်မယ်လို့တွေးနေခဲ့ပါတယ်။ဒါကိုကြားတော့နာမီက"သူမတို့အတွက်မလုံခြုံတဲ့အရာတွေကိုလုံးစီရမလို့တော့ဘူး"လို့ပြောလိုက်ပြီးအဲဒီချိန်ကိကရောက်လာကလူဖီနဲ့လောကို"မင်းတို့ကအဲဒီစိတ်ကန်းကိုသုံးမယ်ပေါ့"လို့ပြောပြီးခနဲ့နေရကြအောင်နှစ်ယောက်သားဒေါသထွက်နေပါရီ။ ဒါပြင်ကိကလူဖီတို့ကိုဒါကမင်းတို့လိုအားနေတဲ့သူတွေအတွက်အကောင်းဆုံးပဲလို့ပြောလိုက်တာကြောင့်လူဖီတို့ကမခံမြင်နိုင်ဖြစ်သွားပြီးအဲဒီရေတံခွန်ကြီးကိုဒီတိုင်းပဲဆင်းကြဖို့အတွက်လုပ်ပါရီဒါကွန်မြင်တော့ချော်ပါတို့ကလူဖီကိုအဲဒီလိုမလုပ်ဖို့အတွက်ဓာနေပြီးတစ်ဖက်မှာလေလောကိုအားလုံးကဓာနေပေမဲ့မရတော့ပါဘူးလူဖီတို့ကတင်းမော့ကိုရေတံခွန်ပေါ်ကနေထိုးချပြလိုက်ပါရီဒါကြောင့်အားလုံးကပြောင်းဆန်သွားပြီးအော်ဟစ်ကပါသွားပါတော့တယ်တစ်ဖက်မှာလေပုံမြင်ပြောတဲ့သူကမမိုးတို့ခေါ်လာတဲ့စစ်ကူတွေကရန်ကုန်တမ်းမာတယ်လို့ပြောပြလိုက်ပြီးသူတို့ကလေပြင်းမုန်တိုင်းတစ်ခုလိုပဲဂိုက်တိုကိုတိုက်ခိုက်ပစ်လိုက်တယ်လို့ပြောပြလိုက်ပါရီ အဲ့ဒီချိန်အိုရိုချီကတေးပြီလို့ထင်ခဲ့ပေမဲ့သူကပြန်ထလာပြီးတော့မင်းသမီးဟီယိုရီကိုလက်စားချေဝေလုပ်ခဲ့တယ်လို့ပြောပြပါရီဒါပေမဲ့တယောက်ကရောက်လာပြီးဒါဝိုတားပစ်လိုက်တယ်လို့ပြောလိုက်တော့အားလုံးကလည်းအားပေးနေပါရီပုံပြင်ပြောတဲ့သူကတော့မင်းသမီးကိုကယ်လိုက်တာကအာဂါဇာယာအဖွဲ့ဝင်ဒန်ဂျီရိုပဲလို့ပြောလိုက်ပါရီအဲ့ဒီနောက်မှာတော့အိုရိုချီခေါင်းကနေမီးလောင်နေခဲ့ပြီးခဏအကြောင်မှာတော့ခေါင်းကပြန်ထလာပါရီပြီးတော့သူကဟီယိုရီကိုစိုက်ကြည့်နေပြီးသူတို့မျိုးနွယ်ရဲ့ဂျိန်စာကနှစ်ပေါင်းများစွာတည်ရှိနေအောင်မှလို့ပြောလိုက်ပါရီဒါကိုကြတော့မင်းသမီးက ဒေါသတကြီးနဲ့ရှေ့ကိုတိုးသွားခဲ့ပြီးသူမကနှစ်20ကျော်ဒေါသတွေနဲ့အိုရိုချီကိုကြိလိုက်ကမိသွေးတုံးကစကားပြောမနေသေးဘူးလို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့အိုရိုချီလည်းပြာချသွားခဲ့ပြီးတည်ဆုံသွားပါတော့တယ်။အားလုံးကတော့ပုံမြင်ကိုရမ်းကြိုက်နေပြီးအားပေးနေပါတယ်။ပုံမြင်ပြောတဲ့သူကတော့ဒါကသူတို့ရဲ့သားစဉ်မြေဆက်လက်ဆင့်ခံရမယ့်ပုံမြင်ပဲလို့ပြောပြလိုက်ပြီးတစ်ဖက်မှာလည်းမမူတို့ကမြို့တော်ကိုပြန်လာကမမူကတော့အလံကိုပင်နားမှာချိန်ဝင်ကောင်းမလဲလို့စဉ်းစားနေခဲ့ပြီးဇလန်လေးကလည်းဒီမာရီမင်းတခန်းရက်သွားခဲ့ပြန်ပါတယ်။ အပိုင်း1086ရဲ့အဆောင်မှာတော့သတင်းစာလာပို့တဲ့ငှက်ကလူဗီရိုရဲ့တင်မောကိုမြင်သွားပြီးသတင်းပို့ဖို့ဆင်းပါရီဒါပေမဲ့သူကအနားကိုရောက်တဲ့အချိန်မှာလမ်းဖြန်ပြီးတော့ပြန်တက်လာခဲ့ပါရီဘာလို့လဲဆိုတော့နာမီတယောက်တော်လေးတောင်းညံ့နေခဲ့လို့ပါသူကလူဗီကိုရိုက်ထောင်းနှက်နေပြီးပွေးချန်နေပါရီဒါကိုမြင်နေရတဲ့ဦးစုပ်နဲ့ချော်ပါကတော့နေစရာမရှိပါဘူးနာမီကတော့လူဗီကိုလောင်ရင်ထဲကိုထည့်ပြီးရှယ်ဗလန်နဲ့နှိပ်စက်နေပါရီတစ်ဖက်မှာတော့လူဗီရဲ့မျက်နှာကနာမီရဲ့လက်ချက်နဲ့ပြားတုပ်ခံထားရသလိုဖြစ်နေခဲ့ပါပြီအဲဒီနောက်မှာတော့နာမီကလူဗီကိုနင်းကခေါင်းဆောင်လောက်ဖို့မသိတော့ဘူးလို့ပြောလိုက်ပါရီ ဒါကိုကြားတော့လူဖီကနာမီကိုတောင်းပန်ပါတယ်လို့ပြောနေခဲ့ပါတယ်။ဘာလို့လဲဆိုတော့လူဖီကသင်းမောကိုရေတံခွန်ပေါ်ကနေထိုးချလိုက်ပြီးအားလုံးကိုအတန်းအနည်းရှိတဲ့နေရာကိုဆွဲခေါ်ခဲ့လို့ပါ။နာမီကလူဖီကိုအားလုံးအနည်းဖြစ်အောင်ဘလို့တောင်လုပ်ရဲတာလဲလို့မင်းနေပါတယ်။အဲဒီချိန်ချင်းမီကရောက်လာပြီးနာမီကိုအားလုံးကလည်းရန်ကြီးဘာမှဖြစ်မသွားတာကြောင့်ဒီလောက်နဲ့ပဲတော်ဖို့အတွက်ပြောပါရီ။ဒါပေမဲ့နာမီကဂျင်မီကိုလူဖီကိုရှော့မပေးဖို့အတွက်ပြောပြီးဒေါသတကြီးနဲ့လှည့်ကြည့်လိုက်ပါရီ။ဒါပေမဲ့တော့ဂျင်မီတရမျက်လုံးပြူသွားပါရီ။ တဖက်မှာတော့ဥစုပ်ကဂျင်မီကိုဝင်မပါဖို့အတွက်ပြောလိုက်ပြီးချော်ပါလည်းဒေါသထွက်နေတဲ့နာမီနားဖို့မကတ်ဖို့အတွက်တတိပေးပါရီအဲ့ဒီချိန်လူဖီရဲ့ဘိုက်ကအော်နေတာကြောင့်နာမီကသူ့ဘက်ကိုပြန်လှည့်လာပြီးဘာရီဆူညာနေရလဲလို့ပြောလိုက်ကအခုထိနင်းရဲ့ဘိုက်ကစားနေနိုင်သေးတယ်ပေါ်လို့ပြောလိုက်ပြီးထပ်ပြီးတော့ရိုက်နေခဲ့ပါရီအဲ့ဒီချိန်ဘရိုကတော့သူ့ရဲ့ဂီတာနဲ့လှုပ်ရှုံနေပြီးဇိုရိုကတော့အိတ်ပြောနေခဲ့ပါရီခဏကြာတော့ဘရိုကဖရန်ကီကိုပြီးသွားပြီလားလို့မေးလိုက်တော့ဖရန်ကီကပြီးပြီလို့ပြောလိုက်တယ် ဒါပြင်ဖရန်ကီကဘရုတ်ကိုသူ့ရဲ့ဆန်နီကဘလောက်ချမ်းခံလဲဆိုတာတီးသွားပြီမလားလို့မေးလိုက်ပြီးဒီလောက်ပြုတ်ကြတာတော့မှမျက်ခင်းလေးပဲပြတ်သွားတာလို့ပြောလိုက်ပါရီရော်ဘင်ကတော့ဒါရီအကုန်လုံးကိုအပေါ်ကနေကြည့်ပြီးပြုံးနေခဲ့ပါရီအဲဒီနောက်မှာတော့သူမကသတင်းပို့တဲ့ငှက်ကိုမြင်သွားပြီးသတင်းစာကိုလမ်းယူခဲ့ပါရီတဖက်မှာလည်းဆန်ကြီးကရော်ဘင်အတွက်ကော်ဖီကိုယူလာပေးပါရီအဲဒီခါမှာဆန်ကြီးတယောက်ရော်ဘင်ကသတင်းပို့တဲ့ငှက်ကိုခေါင်းလေးကိုပုတ်ပေးနေတာကိုမြင်ပြီးအရေးပြောကြနေခဲ့ပါရီရော်ဘင်ကသတင်းကိုဖွင့်လိုက်တော့သူမတို့ရဲ့လိုရှိပိုစတာတွေကိုတွေ့လိုက်ရပါရီ ဒါကိုကြတော့ဇိုလိုကလည်းအဲ့နေရာကနေထလာပြီးအားလုံးကလည်းသိကျင်နေကြကြတာပါ။အဲ့ဒီချိန်ဆန်ကြီးကသူ့ကိုပြဖို့အတွက်ပြောကပြေးပြီးတော့လူလာကြောင်ရော်ဘင်ကရှောင်ပစ်လိုက်ပါရီ။ပြီးတော့ပိုစတာတွေကလည်းလွင်သွားခဲ့ပါရီ။ချော်ပါကတော့ခုံဆွားခုံဆွားလောက်ကသူ့ရဲ့ပိုစတာကိုဖမ်းနေခဲ့ပြီးကြိလိုက်ပါရီ။ချော်ပါရဲ့စုကြီးက1000မီလီယံဘယ်ရီဖြစ်လာခဲ့ပြီးဒိုးတော့ဒိုးလာပေမဲ့နည်းနည်းဒီရာကြောင်မကြည့်မနဲ့ဖြစ်နေပါရီ။အဲ့ဒီနောက်နာမီကတော့သူမရဲ့စုကြီးကိုကြိကလက်နေပါရီ။ နာမီရဲ့စုကြီးကတော့366မီလီယံဘယ်ရီဖြစ်ပြီးဘရိုကီရဲ့စုကြီးကတော့383မီလီယံဘယ်ရီဖြစ်ပါရီတဖက်မှာလည်းဦးစုပ်ကသူ့ရဲ့စုကြီးကိုမူဝင်မြဲကြည့်နေခဲ့ပြီး900မီလီယံဘယ်ရီလို့မြင်လိုက်ရတော့သူကအတော်လေးကိုလန်သွားခဲ့ကထမတိုးရော့နဲ့လို့ပြောနေခဲ့ပါရီဒါပေမဲ့ Frankie ကတော့သူ့ရဲ့930ရှိတဲ့စုကြီးကိုမကြည့်မနှက်ဖြစ်နေပြီးသူကဒီလောက်ထဲလာလို့မြင်နေခဲ့တာပါအဲဒီချိန်ဆန်ဂျီကလည်းအပေါ်ကနေဆင်လာပြီးသူ့ရဲ့စုကြီးကဒိုးသွားခဲ့တာပဲလို့ပြောကကြေညာနေပါရီဆန်ဂျီရဲ့စုကြီးကတော့1ဘီလီယံနဲ့32မီလီယံရှိပါရီ အဲ့ဒီအချိန်မှာတော့ဇိုလိုကဂျင်မီကိုမင်းရဲ့ပိုစတာလားလို့ဆိုတာလှမ်းပြီးနေကြတာပါ။တောင်ကုန်မြင်တော့ဂျင်မီကလမ်းယူလိုက်ပြီးသူကကောက်ရုပ်ထုတ်တက်တာအဖြစ်အတိမတ်ပြုကစူကြီးထုတ်ပြီးတော့ကဝမ်းသာစရာပဲလို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ဇိုလိုကဂျင်မီကိုမင်းကိုဘယ်မီးလို့ဖြစ်မလဲလို့ပြောလိုက်ပြီးမင်းကလည်းအတော်လေးကိုမှုီခဲ့တာပဲလို့ဆိုလိုက်ပါတယ်။အဲ့ဒီအချိန်ဆန်ကြီးကဂျင်မီရဲ့စူကြီးကိုလာချောင်းကြည့်နေပါတယ်။ပြီးတော့သူကစူကြီးကိုကြည်ကပြစ်လဲသွားပါတယ်။ဘာလို့လဲဆိုတော့ဂျင်မီရဲ့စူကြီးက10ဘီလီယံနဲ့100မီလီယံဘယ်ရီရှိနေတာမဟုတ်လို့ပါ။ ပြီးတော့ဇိုရိုရဲ့စုကြီးကလည်းပဲ1ဘီလီယံနဲ့131မီလီယံဘယ်ရီတောင်ရှိနေပါသေး။ဒါကိုမြင်တော့စန်ဂျီတယောက်ခြေကွဲသွားပြီးဘာလို့ဇိုရိုကသူ့ထက်များနေရတာလဲလို့ဆိုပါသေး။ဂျင်မီကတော့စန်ဂျီရဲ့စိတ်အခြေအနေကိုကြည့်ကဘာဖြစ်နေရလဲလို့မေးလိုက်တော့ဇိုရိုကစတုထားနေရကကောင်းလေးကိုလွှတ်ထားလိုက်ပါလို့ပြောလိုက်ပါသေး။ဒါကိုကြတော့စန်ဂျီကစိတ်တူသွားပြီးဇိုရိုကိုဘသူကစတုထားတယ်လို့မေးကရန်ဖြစ်နေကြတာပါ။အဲဒီချိန်လူဖီတယောက်ကတော့လောင်ကြိုင်ထဲမှာပြားတုတ်ခံထားရတဲ့ဘဲရုံနဲ့ထိုင်နေပြီးသူ့ကိုလွတ်ပေးဖို့အတွက်ပြောနေပါရီလူဖီရဲ့စုချင်းငွေကတော့3ဘီလီယံအထိတက်သွားခဲ့ပါရီ ဲ့ဒီနောက်မှာတော့ဂျေမီကဆန်ဂျီတို့ကိုချမနီရောဖို့အတွက်ပြောနေခဲ့ပါတယ်။အဲ့ဒီချိန်တစ်ဖက်မှာတော့ဘက်ကီရဲ့လူတွေကဟော့ကိုင်းကိုကြီးကတီးတိုးပြောဆိုနေပါတယ်။သူတို့ကဟော့ကိုင်းကိုမြင်လိုက်လားလို့ပြောလိုက်ပြီးသူကအကောင်းဆုံးဓာသမားပဲလို့ပြောလိုက်ပါတယ်။ပြီးတော့သူတို့ကဆေးပြင်းခုနှစ်ပါးကဖျက်သိမ်းခံလိုက်ရပြီးသူတို့ကိုရေတပ်ကဝိုင်းထားတော့ကအားလုံးတီးသွားပြီလို့ထင်ခဲ့ပေမဲ့သူတို့ကဘက်ကီရဲ့ကူညီနဲ့လွတ်လာခဲ့ကြပါတယ်။အိမ်နောက်အိမ်တွင်းမှာပဲဘက်ကြီးရဲ့ခေါင်းကဖျက်ခံထားရပြီးသူ့ရဲ့ခေါင်းကိုခရကူရိုင်းကခြင်ထားခဲ့တာပါတဖက်မှာလည်းဟော့ကိုင်းကထိုင်နေခဲ့ပါတယ် ဘက်ကီကတော့ကြောက်လန့်နေကြနဲ့သူ့ရဲ့အသက်ကလွဲပြီးအားလုံးကိုယူသွားဖို့အတွက်ပြောလိုက်တယ်။အဲဒီနောက်မှာတော့ခရဂိုရိုင်းကဟော့ကိုင်းကို cross skill ကသူနဲ့ဟော့ကိုင်းရင်ကလေးကတီထောင်ခဲ့တာလို့ပြောလိုက်ပြီးဘာလို့မင်းကအကြီးဆုံးဖြစ်ရတာလဲလို့ပြောလိုက်ပါရီ။ဒါကိုကြတော့ဘက်ကီကတောင်းပန်လိုက်ပြီးတော့ဟော့ကိုင်းကဘက်ကီကိုဒါနဲ့ရွေးလိုက်ကတောင်းပန်ရင်းနဲ့ပဲပင်လယ်ရဲ့အေဂရစ်ဖြစ်လာတာကမင်းပထမဦးဆုံးနဲ့နောက်ဆုံးပဲလို့ပြောလိုက်ပါရီ။ဒါအပြင်ဟော့ကိုင်းကမင်းကိုလွှတ်ပေးလိုက်ရင်ရှက်စရာတွေဖြစ်လာလိမ့်မယ်လို့ပြောလိုက်ပြီးခရဂိုရိုင်းကလည်းသူ့အရှက်ကွေရတာနဲ့တည်းဘယ်လိုခံစားနေရလဲဆိုတာဖော်ပြစရာမရှိတော့ဘူးလို့ဆိုပါရီ။အဲဒီချိန် ကယ်လန်တီနိုကဝင်လာခဲ့ပြီးသူကဘက်ကီရဲ့အဖြစ်ကိုလောင်မြောင်နေပါတယ်ဒါဝင်မြင်တော့ဘက်ကီကကယ်လန်တီနိုကိုမင်းငါ့ကိုသစ္စာဖောက်လိုက်တာလားလို့မိလိုက်တော့ကယ်လန်တီနိုကဘက်ကီကိုသူကဘယ်တော့ကဘက်ကီရဲ့အဖွဲ့ဝင်ဖြစ်ဘူးတာလဲလို့မိလိုက်ပါတယ်ဒါကိုကြတော့ဘက်ကီကဒေါသထွက်နေခဲ့ပြီးဘက်ကီရဲ့အဖွဲ့ဝင်တွေကလည်းသူတို့ရဲ့ခေါင်းဆောင်ကသွားပြီမလို့သူတို့ကခရဂူရိုင်းရဲ့လောက်ကိုဝင်မှုအတွက်ဆုံးဖြတ်ခဲ့ကြပါသည်။အဲဒီနောက်မှာတော့ကယ်လ်ဒီနိုကဘက်ကီရဲ့ကတ်တူးနှာခေါင်းကိုပွပွမြောင်လုံးနေပြီးမင်းရဲ့ကံကောင်းခြင်းတွေကိုဖယ်ထုတ်လိုက်တာပဲလို့ဆိုပါသည်။ အဲ့ဒီအချိန်ဟော်ကိုင်းကတော့ဘက်ကြီးကိုကြည့်ကသူတို့အဖွဲ့ကိုရေတက်ကဖျက်သိမ်းလိုက်ပြီးနောက်မှာတော့ရေတက်ကသူတို့ကိုလာဖမ်းခဲ့တာကိုသတိရနေပါတယ်ရေတက်ကသူနေတဲ့ကျုံးကိုလာဝိုင်းခဲ့တာကြောင့်ဟော်ကိုင်းကထွက်သွားဖို့ပြင်ဆင်နေချိန်သူ့ကိုခရကိုတိုင်းကဆက်သွယ်လာခဲ့ပါတယ်ပြီးတော့ခရကိုတိုင်းကဟော်ကိုင်းရဲ့အခြေအနေတွေကိုပါသိနေပြီးသူကတော့ဟော်ကိုင်းကိုအစိုးရကစစ်နက်ဖျားအဖွဲ့ကိုဖျက်သိမ်းလိုက်ပြီးဆိုတော့အခုမင်းပင်နဲ့ဓမြတာတာပဲလို့ပြောလိုက်ပါတယ်ဒါကြောင့်ရေတက်ကလည်းပဲအမြန်လာဖမ်းကြတာလို့ပြောလိုက်တယ် အဲ့ဒါကိုကြားတော့ဟော့ကိုင်းကလည်းသူလည်းလှုပ်ရှားရှားကိုလုံးရမယ်လို့ပြောလိုက်တော့ခရက်ကိုရိုင်းကဟော့ကိုင်းကိုသူ့စီကိုလာဖို့အတွက်ပြောပါရီသူတို့နှစ်ယောက်သာပေါင်းလိုက်လို့ရှိရင်အစိုးရကလိလိယူရှူထားလို့မရတဲ့အဖွဲ့အစည်းတစ်ခုဖြစ်လာမှလို့သူကပြောလိုက်ပါရီဒါကိုကြားတော့ဟော့ကိုင်းကလည်းစဉ်းစားနေပါရီအဲ့ဒီအချိန်ခရက်ကိုရိုင်းကတော့ဟော့ကိုင်းကိုမင်းကရင်ကလေးက Navy Hunter တယောက်ဖြစ်ခဲ့တာပဲလို့ပြောလိုက်ပါရီဒါအပြင်သူတို့နှစ်ယောက်ကတယောက်ကိုတယောက်ယုံကြည်ကြတာမဟုတ်တဲ့အတွက်အဆင်ပြေလိမ့်မယ်လို့ပြောလိုက်ပါရီအဲ့နောက်မှာတော့ဘန်ကီကသူ့ကိုစိုက်ကြည့်နေတဲ့ဟော့ကိုင်းကြောင့်လန့်လာပြီးသူကဘာဖြစ်ချင်နေရလဲလို့ပြောလိုက်ပါရီ အဲ့နောက်မှာတော့ဘဂီကသူဘာလို့ကန်ဆိုးပြင်းဆိုးနေရတာလဲလို့တွေးလိုက်ပါတယ်။ဘာလို့လဲဆိုတော့အရင်ကဘဂီကိုရေတက်ကလာပြီးတိုက်ခိုက်ပါတယ်။ဒါကြောင့်မလို့ဘဂီကပြည်စည်းရသိမ်းပြီးထွက်ပြေးဖို့လုပ်နေချိန်နောက်တစ်ယောက်ကရောက်လာပြီးဘဂီကိုအော်ခေါ်လိုက်ပါတယ်။ဒါကြောင့်ဘဂီကထွက်ကြည့်လိုက်ပြီးသူတို့ကိုရေတက်ကိုပြန်တိုက်ခိုက်ဖို့အတွက်ပြောလိုက်ပါတယ်။ဘဂီကပြောတာပြောနေရပေမဲ့သူကတော့ထွက်ပြေးဖို့လုပ်နေကြတာပါ။အဲ့ဒီအချိန်သူ့ရဲ့တပည့်တစ်ယောက်ကရေတက်သင်းမောတွေကိုစုံတစ်ယောက်ကဖျက်ဆီးနေတယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့ဘဂီကအံ့ဩနေပြီးသူတို့ကိုဘယ်သူကလာကူနေရလဲလို့ပြောလိုက်တယ်။ အဲ့ဒီချိန်ရေတပ်သင်းမောတွေကိုတော့ခရဂိုရိုင်းကဖျက်ဆီးနေတာပါဒါကိုမြင်တော့အားလုံးကလည်းဒါဆိုရင်ခရဂိုရိုင်းဟာဘက်ကီရဲ့လက်အောက်ခံဆိုတာအမှန်မဲပေါ့လို့ထင်သွားခဲ့ကြပါတယ်သူတို့ကခရဂိုရိုင်းလာကူတာဟာဘက်ကီအကြောင်းလို့ထင်သွားတာပါတစ်ဖက်မှာတော့ဘက်ကီကဒါကိုကြားတော့သွေးပြတ်နေပြီခရဂိုရိုင်းကသူ့အတွက်ရေတပ်ထက်ကြောက်ဖို့ပိုကောင်းတယ်ဆိုတာကိုသိနေပါတယ်အဲ့နောက်မှာတော့ခရဂိုရိုင်းကဝင်လာပြီးဘက်ကီကိုမင်းကငါအကျွေးပြန်မဆက်ပဲလစ်သွားပြီးထင်နေရလို့ပြောလိုက်ကအကျွေးပြန်တောင်းပါတယ် ဒါကိုကြတော့ဘက်ကြီးခင်ဗျာကျွေးစရာပါဇက်ပေါက်တွေအများနေတဲ့အပြင်သူရဲ့အလုပ်ရဲ့အဓိကဝင်ငွေရနေတဲ့ဘလူးကြီးတွေကလည်းအလုပ်ထွက်သွားတာကြောင့်ပြန်ဆက်စရာပတ်စံမရှိဘူးလို့ပြောလိုက်ပါရီဒါကိုကြတော့ခရကိုတိုင်းကဘက်ကြီးကိုရောင်းပြလိုက်လို့ရှိရင်ပတ်စံပြန်ရမှာပဲလို့ပြောလိုက်ပါရီဒါပြင်ခရကိုတိုင်းကသူ့အခုကုမ္ပဏီအတွက်ပတ်စံလုပ်နေရလို့ပြောလိုက်တယ်ဒါကိုကြတော့ဘက်ကြီးကခရကိုတိုင်းကိုအလုပ်တွေအကုန်လုံးကိုသူကူလို့ပေးပြစေလို့ပြောလိုက်ပြီးသူ့ကိုလွှဲထားဖို့အတွက်ပြောပါရီဒါပေမဲ့ဘက်ကြီးကအမားလို့မိခဲ့ပါရီဒါကြောင့်ခရကိုတိုင်းကရန်ကုန်ဒေါသထွက်နေတာပါတကယ်တော့ပိုစတာကဘက်ကြီးရဲ့တပည့်တွေကသူ့အတွက် လုတ်ပေးခဲ့တာမျိုးဖြစ်ပြီးဒါကဘန်ကီရဲ့လက်အောက်မှာခရကိုတိုင်းရှိနေတယ်လို့မျိုးတက်ရောက်သွားစေခဲ့တာဖြစ်ပါတယ်ဒီဖြစ်ရဲ့အကြောင်းရေတက်ကဘန်ကီကိုပင်လယ်ပြင်ရဲ့အေဂရီအဖြစ်တက်မှတ်လိုက်ပါတယ်ဘန်ကီကအင်ဘဲလ်ချောင်းကိုဖောက်ခဲ့တဲ့အပြင်အရင်ပင်လယ်တမယဘရင်အဖွဲ့မှလည်းပါခဲ့ဘူးတာဖြစ်လို့ရေတက်ကသူ့ကိုအထူးကယူဆိုင်နေခဲ့ပါတယ်မီဟောကတော့သူ့အနေနဲ့စိတ်ဝင်စားဘူးလို့ပြောလိုက်ပြီးဘန်ကီကိုသူ့အပူသူသူ့ဘာသာသူဖြစ်ရှင်းပါစေလို့ပြောလိုက်ပါတယ်ဒါကြောင့်မလို့ခရကိုတိုင်းကလှုပ်ပေးလိုက်ပြီးတော့ဘန်ကီကိုအားလုံးထိနေတယ်လို့မျိုးဆက်ပြီးတော့တရုတ်ဆောင်ခိုင်းခဲ့ကဇလန်နီကလည်းဒီမာရီမဲတခန်းရက်သွားခဲ့ပြန်ပါလိမ့်